ဒီမှာတော့တွေ့ကြုံခဲ့ရတဲ့တိုက်ပွဲတွေထဲမှာဒေါက်တာနဲ့စနိုက်ပါတွေကတော့ရန်သူရဲ့အနေပိုင်းယာရူတွေကသူဖြစ်ပါတယ်အဲ့ဒီထဲမှာစီမံကသူတို့ရဲ့ဘတ်တော်သားဖြစ်လာခဲ့ပါပြီပြန်ပြီးသုံးသပ်ကြည့်ရမယ်ဆိုရင်ရန်သူ9ယောက်ဖွဲ့မှာ3ယောက်ကကိစ္စပြတ်သွားပြီမလို့အခုဆိုရင်4ယောက်သာကျန်ရှိတော့ပါအားနည်းချက်အနေနဲ့ကတော့ရန်သူဘက်ကနေယူစကယ်ရီရဲ့ဘတ်တော်သားတူဖြစ်တဲ့ကူဝါဘာရာကိုပြန်ပြီးဆွဲထားခဲ့တာဖြစ်ပါတယ်ဒါပြင်ဆန်စီကကူဝါဘာရာကိုတော့တစ်ခုအဖြစ်အသုံးချပြီးမိစ္ဆာဥမင်လိုင်ကောင်းကိုအပြည့်အဝအခြေအနေထိရအောင်ဖွင့်သွားတော့မှာဖြစ်ပါတယ် တဖြည်းဖြည်းအားကောင်းလာတဲ့ဥမင်လိုင်ကောင်းရဲ့ပွင့်ထွက်လာမှုကအီဆူကီရဲ့စွမ်းအားကြောင့်မလို့တပတ်တောင်မကြာပဲပြည်စုံတော့မယ့်အနေထားကိုတောင်မှရောက်ရှိလာခဲ့ပါပြီ။ဒါကိုစီမန်းကလည်းဝင်ထောက်ခံခဲ့ပါသည်။ဒါရီကိုမျိုးလေကောင်းမှနေရာယူလာကြတဲ့မာဂိုင်းချူပိုးကောင်အရေးအတွက်ကိုကြည့်လို့ရှိရင်အလွယ်တကူပဲသိရှိနိုင်ပါသည်။ကူဝါဝရသာဆေယူပေါပြီးရန်သူဘက်ကိုပါသွားခဲ့မယ်ဆိုရင်တော့အကုန်လုံးထိမရတိမရဖြစ်ကုန်တော့မှာပါအဲ့လိုမဟုတ်ရင်တော့မှတဖက်လူကိုစားတုံးပြီးအစွမ်းကိုပြန်တုံးပြလို့ရတယ်မာကီဟာရာကလည်းရှိနေသေးတာကြောင့်အတော်လေးကိုခေါင်းကိုက်စရာဖြစ်လာပါသေးတယ် မာဂီယာရာကဘလို့အစွမ်းရှိတဲ့လူမျိုးမဆိုအလွယ်တကူစားတောက်နိုင်တဲ့အစွမ်းလေးရှိပါသည်။နောက်ပြီးသူ့ရဲ့နေမီကန့်တက်ခြင်းကခန္ဓာကိုယ်ရင်းမှာဖြစ်တာကြောင့်အစားသုံးခံလိုက်ရတဲ့သားကောင်ဟာပြန်လည်လွမြောက်ဖို့လုံးဝမဖြစ်နိုင်တော့ပါဘူး။စကားဆုံးမှာတော့ Yusuke ကသူတို့အားလုံးအတူတူဂူရှိယာစီကိုချီတက်ဖို့အတွက်ပြောလိုက်ပါသည်။ဒါပေမဲ့ဂန်ခိုင်ကတော့ဒါကိုသဘောမတူခဲ့ပါဘူး။သူကဂူရှိယာစီကိုသွားရောက်မဲ့လူကြီးကိုအကန့်အသတ်နဲ့သွားရောက်ရင်ပူကောင်းတယ်လို့ပြောလိုက်ပါသည်။ဒါကြောင့်သူက Yusuke, Hii နဲ့ Kuramaru တို့၃ယောက်ကိုအတင်းဖွဲ့ပေးလိုက်ပြီး Irimaku Shiyasi ကိုအရင်သွားခိုင်းလိုက်ပါရီ အကြောင်းကတော့ဆန်ဆူရိုလိုအစွမ်းရှိတဲ့သူတွေကိုရင်ဆိုင်မှုအတွက်ဒီ၃ယောက်ကသာပို့ပြီးတော့တင့်တော်တဲ့အတွက်ကြောင့်ပါသူနဲ့ဂျန်တဲ့သူတွေကတော့ဒီနေရာမှာပဲအခြေအနေကိုဆက်လက်ဆောင်ကြည့်ဖို့အတွက်ဆုံးဖြတ်ခဲ့ပါတယ်အဲ့ဒီအချိန်စီမံကတော့ယူစကဲတို့၃ယောက်အဖွဲ့နဲ့ live ဖွင့်ပေးဖို့အတွက်တောင်းဆိုနေပါတယ်အရင်တုန်းကဆန်ဆူရိုဘတ်တော်သာဖြစ်ခဲ့ပြီးတဲ့သူအနေနဲ့အကူအညီပေးနိုင်မယ်လို့သူကထင်နေခဲ့လို့ပါဂူရဲမော်ကမကြီးမတွန့်နိုင်တော့အောင်များပြားတဲ့ထောင်ချောက်တွေရှိနေခဲ့ပါတယ် ဒါရီအားလုံးကိုလွယ်လွယ်ကူကူနဲ့ကြောဖြတ်ပြီးလိုရာခရီးကိုရောက်ဖို့ဆိုရင်တော့စီမံရဲ့အကူအညီကတေချာပေါက်ကိုလိုအပ်လို့နေတာပါဒါပြင်စီမံကသူ့ကိုအတန်းအနီရဲ့ဂျောင်းကနေကဲတင်ပေးခဲ့တဲ့ကူဝါပါရာကိုပြန်ကဲတင်ပြီးဂျေဆုဆက်ချင်နေခဲ့ပါလိဒါကြောင့်တော့ရာနာဂီဆာဝါကစီမံရဲ့အတွင်းစိတ်အခြေအနေကိုသိအောင်သူ့ရဲ့ copy အစွမ်းကိုအသုံးပြုဖို့အတွက်တိုင်ပင်လိုက်ပြီမယ် use case ကတော့လက်ခါပြလိုက်ပါလိသူကစီမံကိုငါမင်းကိုယုံတယ်လို့ပြောလိုက်ပြီးဒရုန်းနဲ့အတူတူလိုက်ခွင့်ပေးလိုက်ပါလိဂန်ခိုင်ကတော့ use case ကိုခေါင်းအေးထားနိုင်တဲ့အတွက်ချီးကျူးနေပါလိ အဲဒီနောက်မှာတော့ USK ကသူ့အနေနဲ့ဂူရဲကပြန်ထွက်လာတဲ့အခါကျရင်ဆန်ဆွေဝါတခါရဲဖန်းစီလာမှဖြစ်ကြောင်းပြောကထွက်သွားခဲ့ပါလိ။အဲဒီအချိန် KQ ကတော့သူမကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေအလုံးကိုဥယဲကြီးကိုယင်ဖွင့်နေပါလိ။ဒါပေမဲ့ဥယဲကြီးကိုယ်တိုင်ကလည်းတာမန်လူသားဖြစ်တာမို့ဒီအခြေအနေတွေကိုမယုံနိုင်အောင်ဖြစ်နေပါလိ။ဒါကြောင့်သူက KQ ကိုအခြေအနေအကျိုးကြောင့်ထူးမှသာပြန်လာခဲ့မယ်ဆိုပြီးတော့ဒူးချသွားပါတော့လိ။အဲဒီအချိန် USK တို့၄ယောက်ကတော့ဂူပေါင်း၈၀၀စီကိုရောက်ရှိလာကြပါပြီ။ ရထားတဲ့ခြေကားကိုမြင်တော့အထင်းမှဇန်ဆွေတို့အုပ်စုရှိမှပို့ပြီးတည်ကြသွားပါရီ။စီမံကလေးပဲဂျိုးကင်သူအီစုကီရှိတဲ့နေရာစီကိုရောက်ဖို့ဆိုရင်နှစ်နာရီကျော်လောက်ကြာမယ်လို့ဆိုပါရီ။ဒီနှစ်နာရီအတွင်းမှာဂူရဲမှာရှိသမျှထောင်ချောက်တီအားလုံးကိုသူတို့ကကြော်ဖြတ်ရမှာပါ။ဒါကြောင့်အားလုံးကစိတ်ကိုအစင်းသင်းပြင်ထားလိုက်ကြပြီးအထဲကိုဝင်ချသွားခဲ့ပါရီ။အထဲကိုရောက်ရှိချိန်မှာတော့ရွေးရမယ့်လမ်းကနှစ်ခွာဖြစ်နေပါရီ။ဒါကြောင့်မလို့ခူရာမာကမျိုးစေ့တစ်စီကိုပြစ်ချလိုက်ပြီးအပင်ပေါက်စေပါရီ။ ဒါကသူတို့အတွက်အပြန်လမ်းမှာအထောက်အကူပြုစေဖို့အတွက်အမှတ်သားဖြစ်နိုင်ကြောင်းရှင်းပြကအထဲကိုစက်ဝင်သွားကြပါလိမ့်။အထဲကိုရောက်တဲ့အခါမှာတော့နောက်ထပ်လမ်းတစ်ခုကရှိနေတာကြောင့်ညာဘက်ကိုပဲထပ်မံရွေးချယ်ဖို့အတွက်ဆုံးဖြတ်လိုက်ပါလိမ့်။တဏျာကိုရောက်တဲ့အခါမှာတော့တကားတစ်ခုကိုတွေးရှိလိုက်ရပါလိမ့်။ဇီမန်ကတော့စွန့်မဝင်သွားဖို့အတွက်အားလုံးကိုတားနေခဲ့ပါလိမ့်။အကြောင်းကတော့သူမှတ်မိထားသလောက်ဆိုရင်အရင်တုန်းကဒီနေရာမှာတကားပေါက်ကရှိမနေခဲ့လို့ပဲဖြစ်ပါလိမ့်။အဲဒီနောက်မှာတော့အားလုံးက တကားပေါက်ကိုစူးစမ်းနေကြရင် use case ကတော့တကားပေါက်ပုံစံနဲ့ပတ်သက်ပြီးရင်းနှီးမှုတစ်ခုခုကိုခံစားနေရပါသည်အဲ့ဒီအချိန်တကားပေါက်ထဲကနေအတန်တစ်ခုထွက်ပေါ်လာပါသည်အဲ့ဒါကတော့ diversity မှကြိုးဆိုကြောင်းနေအားလုံးနေ game battler ဆိုတဲ့ game ကိုကစားသွားရမှာပါဒါကိုကြတော့ use case တရ game စံနာမှာသူစောခဲ့ပြီးတဲ့ game တစ်ခုအကြောင်းကိုသွားပြီးတော့တရီရသွားခဲ့ပါသည် game battler မှာအဓိကအောင်နိုင်သူဖြစ်ဖို့အတွက်လှုပ်ဆောင်သွားရမယ့်အရာတွေက game မှာဟုဆိုတဲ့ boss ကိုအနိုင်ယူရမှာပါ ဂိမ်းမျိုးစားအနေနဲ့အားကစားစားလို့လက်ဝိတ်ပွဲတွေအပြင်ဘေးဟီလီအခန်းကဏ္ဍတွေလည်းပါဝင်ပါတယ်။ပလီယာတယောက်အနေနဲ့တိုက်ပွဲ9ပွဲရှင်ပြန်ရမှာဖြစ်ပြီးအနည်းဆုံး၄ချိန်အနိုင်ရရှိမှဆက်လက်ရှင်သန်ခွင့်ရမှာပါ။အဲဒီအချိန်အထဲကနေပြီးတော့အာမန်နျူမာရဲ့အတန်ကထွက်ပေါ်လာပါတယ်။စီမန်လေးဒါကဂိမ်းမစတာဖြစ်တဲ့အာမန်နျူမာရဲ့အတန်ဖြစ်ကြောင်းပြောပြလိုက်ပါတယ်။အာမန်နျူမာရဲ့အစွမ်းကတော့သူ့ရဲ့နေမြေထဲမှာဆိုရင်ဂိမ်းကိုကြိုက်တယ်လို့ထိန်းချုပ်နိုင်စွမ်းရှိပြီးဇက်ကောင်တွေကိုလည်းပဲအပြင်ကိုခေါ်ထုတ်နိုင်တာပါ။ အာမန်နီမာကတော့သူ့ရဲ့ဂိမ်းကိုဝင်ရောက်ရှင်ပြိုင်မယ်ဆိုရင်လူ9ယောက်ရှိမှဖြစ်မှာဖြစ်ကြောင်းရှင်းပြလိုလာပါသည်လူ9ယောက်မရှိဘဲကစားပွဲကိုစားလိုက်လို့ရပါပေမဲ့တကားရီကတော့လုံးဝပွင့်သွားမှာမဟုတ်ပါဘူးဒါကြောင့်သူတို့ကလိုအပ်နေတဲ့နောက်ထပ်ပလေယာ3ဦးကိုပြန်သွားခေါ်ဖို့အတွက်ဆုံးဖြတ်လိုက်ကြပါသည်နောက်တစ်ခါမှတော့ပလေယာ9ယောက်ကအဆင်သင့်ဖြစ်နေပါသည်အဆင်သင့်ဖြစ်သွားတဲ့ပလေယာတွေနဲ့အတူတူတဘဲစီးတီးမျိုးတော်မှာကျူးစိုးပါတယ်ဆိုတဲ့အတန်ကလေးထွက်ပေါ်လို့လာခဲ့ပါပြီအဲ့နောက်မှတော့တကားပေါက်ကလည်းပွင့်သွားခဲ့ပါသည်အထဲမှာတော့သူတို့အားလုံးကိုအာမန်နီယူမာအတင်းကဆောင်ကြိုနေပါသည် တဖက်မှာလေးပဲအီဇူကီကတူမန်းစထားတဲ့အချိန်ထက်တောင်မှစောပြီးတော့ရောက်လာတဲ့ဆန်ဆွေတို့ကိုချီးကျူးနေပါလိမ့်။ဆန်ဆွေကတော့သူတို့လိုအပ်တဲ့တောချက်ကိုရရှိလာပြီဖြစ်တဲ့အတွက်အီဇူကီကို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 အရန်ကြီးဖိအားမပေးဖို့အတွက်မှာနေပါလိမ့်။ဒါကိုကြတော့ကူဘာဘာရောကယူစကဲရိုအုပ်စုကဟိုတောက်ကလေးအာမနီယူမာရိုကိုကြိတ်ပြီးမင်းတို့ရဲ့ဖိနေကို လာကန်တော့မယ်ဆိုပြီးတော့အော်ဟေ့နေပါလိမ့်။မဂီဟာရာကလည်းသူကဒီကနေလွတ်တာနဲ့အပိုင်းပိုင်းဖြတ်ပြစ်မယ်ဆိုပြီးတော့ချင်းချောင်းနေပါလိ။တစ်ဖက်မှာလည်းပဲယာနာဂီဆာဝါကဂိမ်းဖတ်တယ်လာအကြောင်းကိုယူစကဲကိုရှင်းပြခိုင်းနေချင်း ်အာမန်ယူမာကတော့သူ့ရဲ့ဘေးမှာရှိတဲ့ဆလော့ဆက်ကိုမြန်မြန်လှည့်ခိုင်းနေပါ ರೀ အဲဒီနောက်မှာတော့ဂိမ်းကစတင်လာခဲ့ပြီးဆလော့ဆက်ရဲ့ကြာပန်းရလက်အရကစားရမယ့်ဂိမ်းကတင်းနေဂိမ်းဖြစ်ပါ ರೀ စီမန်ကလည်းပဲဒီဂိမ်းကသူ့ပိုင်နိုင်တဲ့ဂိမ်းဖြစ်တဲ့အတွက်ဆော့ဖို့အတွက်ဆုံးဖြတ်လိုက်ပါ ರೀ အာမန်ယူမာကတော့ဒီကစားပွဲအတွက်သူ့ရဲ့ဂျင်းနေဆင်းရှိတဲ့ယူကိုင်းတစ်ကောင်ကိုဆင့်ခေါ်ပေးလိုက်ပါ ರೀ အဲ့ဒီအချိန်မှာပဲတစ်ဖက်ကဂူဘောဝအပြင်မှာတော့ဘူတန်ကသူ့ကိုတယောက်တည်းခြံထားခဲ့တဲ့အတွက်စိတ်တူနေပါ ರೀ ဘဝင်းကြီးတစ်ခုလုံးကလည်းကြောက်စရာကောင်းလောက်အထိမှောက်မဲနေတဲ့အတွက်ဝီမန်တို့တဘာဝအရယောက်ျားတယောက်ယောက်ကိုအားကိုးခြင်းစိတ်တွေဖြစ်ပေါ်နေပါလိမ့်။ဒါကြောင့်သူကကိုဝမ်မာကိုအမြန်ဆုံးလာဖို့အတွက်ဆူတောင်းနေတာပါ။တစ်ဖက်မှာလည်းပဲကိုဝမ်မာတယောက်သူ့ရဲ့အထက်လူကြီးဖြစ်သူဖော့ပ်နဲ့တွားရောက်တွေ့ဆုံနေခဲ့ပါလိမ့်။တစ်ဖက်မှာလည်းပဲစီမန်းကိုဂျင်နီကလက်ဆွဲနှုတ်ဆက်လိုက်ပြီး TV စကရင်တစ်ဖက်မှာလည်းပဲစီမန်းကိုဂျင်နီကလက်ဆွဲနှုတ်ဆက်လိုက်က TV စကရင်ကိုသူကထုတ်ပြလိုက်ပါလိမ့်။ ဒါကြောင့်မလို့စီမံလဲ TV 100စီကိုလမ်းကြည့်လိုက်တော့သူကဒီနေ့ပြိုင်ဘက်ကွင်းတစ်ခုတည်းကိုရောက်ရှိသလိုခန်းစားလိုက်ရပါပြီ။ဒီလိုနဲ့ပွဲကစတင်လာခဲ့ပြီ။တစ်ဖက်နဲ့တစ်ဖက်အားရပါရကိုရိုက်နေကြတော့တာပါ။အာမနီယိုမကတော့ဒိုင်းလူကြီးခုံမှထိုင်ပြီးပွဲရဲ့အခြေအနေကိုသုံးသပ်နေပါပြီ။သူကအသာစီးရရှိနေတဲ့စီမံရဲ့စိတ်တွေကိုအာယုံပြန်သွားအောင်အမျိုးမျိုးလိုက်ပြီးတော့နှောက်ရှက်ဖို့အတွက်လဲကြံစီလို့နေပါပြီ။ဒါကြောင့်မလို့စီမံလဲအာယုံပြတ်သွားခဲ့ပြီးရိုက်ချက်တွေကတဖြည်းဖြည်းလွဲချော်လာပါပြီ။ဒါပေမဲ့အာယုံဆိုင်အားကောင်းလို့နဲ့စီမံကပဲ နောက်ဆုံးမှာသုံးမှတ်တမှတ်နဲ့အနိုင်ရရှိသွားခဲ့ပါသည်ပထမအဆုံးဂိမ်းပွဲကိုအနိုင်ရရှိသွားတဲ့အခါမှာတော့ use scale ကိုလည်းဝမ်းသာသွားကြပါသည်ဇီမန်ကတော့သူ့ကိုချိုးချိုးနှိမ့်နှိမ့်ပြောနေတဲ့အာမာနီယိုမာကိုမင်းပြောနေတဲ့စကားတွေကအမှန်နေပဲလို့ပြောလိုက်ပါသည်ဇန်ဆွေနဲ့တွေ့ဆုံပြီးတဲ့နောက်ပိုင်းပိုတမ်းမာလာပေမဲ့သူကလမ်းမကိုရောက်ရှိခဲ့ပါသည်အဲ့ဒီတော့ပဲအခုအချိန်မှာအကောင်းဆုံးတိုက်ပွဲဝင်နေတာဖြစ်ပြီးလူသားတွေအားလုံးကိုကဲတင်ကသူ့အမားတွေကိုပြန်ပြေမှုအတွက်ဆုံးဖြတ်ထားတာပါ။ဒါကြောင့်သူကိုတစ္ဆာဖောက်လို့တတ်မှတ်လိုက်မယ်ဆိုရင်တော့မှကိစ္စမရှိကြောင်းပြောပြီးပြန်ခြေပလိုက်ပါလိမ့်။ ဒါကိုကြတော့အာမနီမာတရားကိုနာကိုရောမမယုံနိုင်ဖြစ်သွားခဲ့ကြရပါသည်။အဲ့ဒီအချိန်ကူဝါဘာရာကတော့သူ့ရဲ့ရှေ့မှာရှိတဲ့အီဆူကီကိုကြည့်ကအသေးရနေခဲ့ရင်ဇလန်လီကလည်းဒီမာရီမဲတခန်းရက်လို့သွားခဲ့ပြန်ပါသည်။ဒါကတော့ယူယူဟာကူရှိုရဲ့အပိုင်း87ပဲဖြစ်ပြီးဂျန်ရှိနေတဲ့အပိုင်းတွေကိုဆက်လက်ကြည့်ရှုခြင်းနဲ့ဆိုရင်တော့ channel လေးကို like and subscribe ပြုလုပ်ပေးထားဖို့အတွက်ပရိသတ်တွေကိုတောင်းဆိုကြပါသည်။ကျွန်တော်ကတော့အားလုံးချစ်တဲ့ရွှေရိုးပါ။